်အမလောက်တယ်လောက်ချတယ်ပန်းရောပန်းရောအပ္ပဓမ္မတခါလောက်သေးတယ်ပထမတခါမှမလစ်တာအားလုံးပဲမင်္ဂလာပါဒါကတော့ရွှေစံဆိုင်မှာရွှေလာဝိုင်းနဲ့ရွှေတူးနဲ့ရွှေစစ်ကိုလက်လက်သွားတဲ့ဆိုတော့ကျုပ်သတ်မှတ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုအတူကြည့်လိုက်အောင်ပါအဲ့မှာအဲ့လိုလုပ်တယ် တစ်ရှူပါလေတူတယ်တစ်ရှူပါတစ်ရှူပါချားတဲ့ပစ္စည်းမှာတစ်ရှူပါနေလို့လားဟုတ်ကဲ့တနေ့တဲ့ပစ္စည်းမှာဟိုတစ်ရှူချူပါလာပဲကမ္ဘာကနေလည်းလို့ပြောတာတူးနေတော့ဆဲယူလိုက်ပြီ။လောက်ချတယ်။အဲပြီးလို့ချင်းသူအတုပြန်ထွက်လာမှထင်တယ်။ ်အပထမတစ်ခါလောက်သေးတယ်ပထမတစ်ခါမှမလစ်တာပထမတစ်ခါလောက်သေးတယ်မလောက်ပါသေးမလောက်ပါသေးဟာဒါဒုတိယခေါက်ဟမ်အမအမလက်သူ chain နေ chain နေဟမ်လဲလိုက်နော်อืมอืมဟုတ်ဒီမှာဒီမှာထည့်လိုက်ဟမ်လုံးပါရင်လုံးပြီးတော့ဘာကြည့်နေလူတွေရှေ့မှာမျက်လက်ပြသွားတာဗျာကြည့်အောင်သူကိုအွှေစင်သူကန်ထားလိုက်ဟိုဘက်လက်နဲ့ဒီ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 တ िश ူမှာထည့်ထားလား ဟုတ်ကဲ့ဘယ်လိုလဲဒီဘက်မှာဒီဘက်လောက်မှာအဆစ်ပါရယ်ကွာဘုမသူအတူထည့်ထားလားအတူထည့်ရနေနဲ့သူကမန်းကန်းချိန်နေရဲ့ချိန်မှာတီရှူပိတ်ပါလာတယ်ဟုတ်လိုက်လားတီရှူပိတ်ပါပြောသူအဲ့ဒီမှာအဆစ်ကိုသူပြန်ကင်လိုက်တယ်ကွာတီရှူနဲ့ပြန်လုံးနေပြီးတော့ထည့်ထားတယ်ကျန်နေတဲ့တီရှူနဲ့လေဒါအတူကြီးဟုတ်တယ်အဲ့ဒါအတူကြီးအတူကြီးပြောပါဦးဒါတူကြီးပါခက်တီတွေပဲနော် ဒီနေ့ထိုင်းတတင်း channel တော်တော်များများမှတင်နေကြတဲ့မုခထဆိုင်တဆိုင်မှာဖြစ်သွားတဲ့ကိစ္စတစ်ခုကိုပြန်လာပြပြပေးရ။ဒီတတင်းကိုနားထောင်ပြီးတော့မှဖြစ်တဲ့လားမဖြစ်တဲ့ုံလားဆိုတော့ကိုယ့်အနေကိုဆုံးဖြတ်ကြပါလိမ့်နော်။ဘလို့ဖြစ်တာလဲဆိုတော့ဒီဒါတော့မုခထအရန်ကြိုက်တဲ့မိတ်ဆွေတွေအတွက်ပေါ့ဗျာ။ဒီပူရီလန်ဘက်မှာရှိတဲ့မုခထဆိုင်တဆိုင်ကိုမီတာစု6ယောက်ကတစားတာ။စားပြီးလို့ပတ်စံရှင်ဖို့အတွက်ဒီဆိုင်ဝန်သားမိန်းကလေးကိုခေါ်လိုက်တော့ပေါ့လေ။ အဲဆိုင်ဝင်တိုင်းမင်းကြီးရောက်လာပြီးတော့ဒီစပွဲဝိုင်းပေါ်မှာစားတောက်တွေပို့မပို့လားစစ်တာသူကမူထဆိုင်ကြီးရဲ့ထုံးစံအတိုင်းပဲစားတောက်ပို့လို့ရှိရင်သူအလေးချိန်လိုက်တော်တော့ပတ်စံပြန်ရှင်းပေးရအဲ့ဒါတော့မူထဆိုင်တိုင်းရဲ့စီကန်းချက်ပါပဲအဲ့လိုမျိုးပဲဒီမူထဆိုင်ကလည်းဒါမျိုးစီကန်းချက်ရှိရဲ့ဆိုင်ဝင်တိုင်းမင်းကြီးရောက်လာခဲ့တဲ့ရောက်လာပြီးတော့စပွဲပေါ်မှာစားတောက်တွေပို့မပို့စစ်တယ်စီဘီအော်ဒီမူကထအိုးမှာကတ်နေတဲ့ဂျိုးတို့ဟင်းရည်ထဲမှာရှိနေတဲ့အကျွင်းကြံနေပေါ့လေအေးအဲ့ဒါတွေကိုအကုန်ကော်ထုတ်တယ် ကော်ထုတ်ပြီးရလာတဲ့ဟာကိုပြန်တော့ချိန်တယ်ချိန်ပြီးတော့အလေးချိန်လိုက်ဒီစားအတူကိုပတ်ဆံပြန်ရှင်းခိုင်းတယ်အမစားဟိုက်တူကလည်းမချိန်တတ်တော့ဘူးကွာဒီလောက်ထိလောက်တာကြီးကြတော့လွန်တယ်ဗောလေဒီအိုးထဲမှာကတ်နေတဲ့ဟာကွာဂျိုးတွေပြီးကြတော့အကျွင်းကြံစားနာတွေကစားလို့မှမရတော့ဟာအဲ့ဒါကြီးကိုပတ်ဆံလာရှင်းခိုင်းနေဆိုတော့မဖြစ်သင့်ဘူးဗောလေဒီစားဟိုက်တူဘက်ကလည်းမချိန်တတ်ဘူးမချိန်တတ်တော့သူကလည်းဒီဖြစ်စေအားလုံးဗီဒီယိုရိုက်ထားရိုက်ထားပြီးတော့ အင်တာနက်ပေါ်တင်လိုက်ရောအဲ့မှာလူတွေကလည်းဒီဗီဒီယိုကြည့်ပြီးတော့ဒီမူခထဆိုင်ကိုတဝိုင်းပြောကြဆိုင်ဘက်ကလှုပ်တာလွန်နေဒါလောက်ထိကြတော့မလှုပ်တင်ဘူးဒီအတွင်းကြံစားနာတွေကစားလုံးမမရတော့တဲ့ဟာဟိုစပွဲဝိုင်းပေါ်မှာပို့နေတဲ့အစားတောက်တွေကိုချိန်နေဆိုရင်တော့ဖြစ်တင်တယ်ဗောလေအခုကဒေအိုးထဲမှာရှိနေတဲ့ကတ်နေတဲ့အတွင်းကြံစားနာတွေအဲ့အရာကိုလာချိန်ပြီးတော့ပတ်စံရှင်းခိုင်းနေဆိုတော့လွန်နေဗောလေအဲ့ဆိုင်ပြိဿံအကုန် Vicor Wine လောက်ပြစ်ကြမှာဟိုတဝိုင်းပြောကြ အခုဆိုင်ဘက်ကလည်းအငိမ့်နေလို့မရတော့ဘူးထွက်လာပြီးတော့လက်ဖြေရှင်းနေရတယ်။အဲ့မှာဆိုင်ပိုင်ရှင်ပြောတာကသူတို့ဆိုင်ကအရင်တော့အခုလိုမျိုးစီကန်းချက်မထုတ်ထားဘူးလို့ပြောတယ်။ဒီအစားတောက်တွေပို့လို့ရှိရင်တောင်ငွေဆောင်ရတာမျိုးတွေမလုတ်ခိုင်းဘူးလို့ပြောတယ်။ပြီးတော့သူတို့ဆိုင်ကအချိန်လည်းမတတ်မှတ်ထားဘူးလို့ပြောတယ်။ဒီစားတဲ့အချိန်တချို့မူခရဆိုင်တွေကရှိရကွာ။အော်တစားလို့ရှိရင်တနာရီခွဲလာတနာရီမိနစ်40လာအဲ့လောက်တွေရှိရမလားဒါမဲ့တို့ဆိုင်ကအဲ့လိုမျိုးအချိန်တွေမကန့်တတ်ထားဘူးလို့ပြောတယ် အဲ့လိုလှုပ်ထားတော့တချို့လူတွေကဒီစိုင်မလာစားတယ်စားပြီးတော့စားတောက်တွေကိုအများကြီးယူလာခဲ့တယ်ယူလာပြီးစားလို့မကုန်ရင်အမိုက်ပုံးနေတယ်ဟိုပြစ်တယ်ပြီးတော့ပိုတဲ့ဟာတွေကိုဒီမူကထအိုဟင်းရီအောက်တွေထဲမှာသူတို့ဖွက်ထားတာဗောလေအဲ့လိုမျိုးလာလှုပ်ကြတော့ဒီစိုင်ဘက်ကလည်းရှုံးတယ်နစ်နာတယ်ဗောလေသူကလည်းတော်တော်ထီတော့အခုလိုမျိုးစီကန်းချက်ထုတ်လိုက်ရပါဆိုပြီးတော့ထွက်လာပြီးတော့လာဖြေရှင်းတာ ပြီးတော့အခုလိုမျိုးလာစားတူဘက်ကအဆင်မပြေဖြစ်သွားတဲ့အတွက်လည်းသူတောင်းပန်ပါတယ်ဆိုပြီးတော့ထွက်လာပြီးတော့ဖြည့်ရှင်းတယ်တောင်းပန်တယ်ဆိုင်ဘက်ကတွေးပြန်ရင်လည်းဟုတ်တယ်ကွာတို့တို့စီကံချက်မထုတ်ထားတော့ကအခုလိုမျိုးလာစားကြတယ်စားလို့မကုန်ရင်ဒီအစားတောက်တွေကိုဒီဟင်းရီအိုးတွေထဲမှာဖွက်ထားတယ်ပြီးတော့အမိုက်ပုံးတွေတော့တပစ်တယ်အဲ့လိုမျိုးကြီးလာလောက်ကြတော့တို့ဘက်ကလည်းနစ်နာကွာအဲ့ကြောင့်မို့သူကလည်းအခုလိုမျိုးစီကံချက်ထုတ်ရကွာဒါမဲ့လည်း တစ်ဖက်ကပြန်ကြည့်ပြန်တော့လေစပွဲဝိုင်းပေါ်မှာပို့ထားတဲ့အစားတောက်တွေကိုလှုပ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့လေအခုဟာကဒဲအိုးမှာကန့်နေတဲ့ဂျိုးတွေအကျွင်းကြံတွေကိုချစ်ပြီးတော့ပတ်ဆက်ပြန်ရှင်းခိုင်းနေဆိုတော့မဖြစ်သင့်ဘူးပေါ့လွန်နေပေါ့ကွာအမျိုးမျိုးပြောနေကြအဲ့အခုကတော့ဒီစိုက်ဘက်ကလည်းထွက်လာပြီးတော့ပြန်လာတောင်းပန်တာကြီးနောက်ကျလို့ရှိရင်လည်းတို့တို့ဒီစီကံချက်ကိုပြန်ပြင်တော့ပါမယ်ဆိုပြီးတော့ထွက်လာပြီးတော့ပြောထားတယ်ပြီးတော့ဗီဒီယိုတင်တဲ့သူဘက်ကလည်းထွက်လာပြီးတော့ဒီစိုင်ကိုတောင်းပန်တာ သူလည်းဘာစိတ်မှမရှိဘူးပေါ့လေဒီဗီဒီယိုတင်လိုက်တာဒီဆိုင်ကိုနာမည်ပြတ်ခိုင်းစေချင်လို့မဟုတ်ဘူးဒီအမေတင်လိုက်တာပါဆိုပြီးတော့ထွက်လာပြီးတော့ဖြည့်ရှင်းထားတယ်ဆိုင်ဘက်ကိုလည်းတောင်းပန်ထားတယ်အခုကတော့တို့အစီပြေသွားပြီပေါ့လေအဲ့လို့ဆိုတာခင်ဗျားတို့အမြင်ရောဘလို့လဲဒီဒေအိုးမှာကတ်နေတဲ့ဂျိုးတွေအကျွင်းကြံတွေကိုအခုလိုမျိုးချစ်ပြီးတော့တချိန်နဲ့ချိန်ပြီးပတ်စံရှင်းခိုင်းနေဆိုတာဖြစ်တယ်လားမဖြစ်တယ်ဘူးလားကိုယ်နဲ့ကိုယ်ပဲစဉ်းစားကြည့်ရောပေါ့လေနော်โอเคအဲ့လေးလာပြောอ่ะ ခုဒီရက်ပိုင်းအင်တာနက်ပေါ်မှာလူပြောများနေတဲ့ကိစ္စတစ်ခုရှိတယ်။အဲ့ဒါကဒီလမ်းစစ်ဘက်မှာတိုက်ခန်းငါစားတဲ့တိုက်ခန်းပိုင်ရှင်ကသူ့စီမှာတိုက်ခန်းလာငါးတဲ့လူတွေကိုအနိုင်ကျင့်တာ။တပိုးစစ်တွေကိုပြန်မပေးဘူး။ပြီးတော့အခန်းကနေပြောင်းတော့မယ်အခန်းကနေထွက်တော့မယ်ဆိုရင်လေဟိုဟာဂျေးတီယာဂျေးဆိုပြီးတော့ပတ်စံတွေမတရားတောင်းနေ။သူတောင်းတဲ့ပတ်စံကိုအခန်းငါးတဲ့လူဘက်ကမပေးဘူးဆိုရင်ပစ္စည်းတွေကိုတိန်းထားတယ်ပစ္စည်းတွေကိုပြန်မပေးဘူး။ပြီးတော့တိုက်ထဲကနေအပြင်ထွက်လို့မရအောင်ခြံဝင်းတကားတွေကိုပိတ်တယ်။ ကိုပစ္စည်းကိုကိုပြန်ဝင်ယူမယ်ဆိုရင်ပိုင်နဲ့ကျူးလို့မှုရင်ねတရားစွဲခံရတယ်ရဲတွေခေါ်ပြီးတော့ဖမ်းခိုင်းတယ်ပြီးတော့ဒီတိုက်ပိုင်ရှင်ရဲ့ယောက်ျားစပေါ်ဒီဘိုင်ပြန်မပေးတဲ့ပြင်အဲ့လိုကြီးလောက်တာကြီးကတော့တော်တော်ကြီးကိုများတယ်ဗျာသူ့ယောက်ျားကအရင်တော့ရဲလို့ပြောတယ်အခုကတော့ဟိုဟာရဲကနေထွက်ခဲ့လို့ပြောတယ်ပြီးတော့တူတာလားတမက်လားရှိရဲအဲ့ဒါလေရဲပဲလို့ပြောတယ်အဲ့ဒါနေချင်းချောက်တာဒီတိုက်ခန်းလားငါးအတူတွေကို သူ့စီမှာတိုက်ခန်းတော့ငားတဲ့လူတွေကចောင်းတူចောင်းသားရဲ့များတယ်အဲတိုက်ကဒီလမ်းစစ်ဘက်ကတက်ကရိုတွေနဲ့နီးရယ်လို့ပြောတယ်အဲ့လို့ဆိုတော့သူတိုက်မှာဒီចောင်းတူចောင်းသားတွေပဲတငားကြတာများတယ်ចောင်းတူចောင်းသားတွေကလည်းလူငယ်တွေဆိုတော့ဒီတိုက်ပိုင်ရှင်အနိုင်ကျင့်သမျှခံခဲ့ရဒီတိုက်ခန်းပိုင်ရှင်ကအခုလိုမျိုးသူ့စီမှာတိုက်ခန်းလာငားတဲ့ចောင်းတူចောင်းသားတွေကိုအနိုင်ကျင့်ခဲ့ရအခုမှမဟုတ်ဘူးဟိုးရင်ကလေးကနစ်ဆဲချီကြနေလို့ပြောတဲ့သူဒါမျိုးအနိုင်ကျင့်ခဲ့ရတွေ့လေဘလို့လောက်လဲဆိုတော့ ဒီတူတိုက်ခန်းကိုဒီတိုက်ခန်းငါးကားတွေကို promotion တွေ share ပေးရကွာ promotion တွေအများကြီးနဲ့ तू ကကြော်ညာတယ်အဲ့လိုကြော်ညာပြီးတော့ဒီအခန်းလာငါးတဲ့လူတွေရောက်လာပြီးဆိုရင်စာချုပ်ကို၃လေးနှစ်လောက်ချုပ်တယ်စာချုပ်မပြည့်ခင်အခန်းငါးအတူဘက်ကထွက်မယ်ဆိုရင် deposit ပြန်မပေးဘူးအဲ့လိုပြန်မပေးတဲ့အပြင်ကိုနောက်ထပ်တက်ဆန်ပြန်ထပ်တောင်းတာဘာကြီးညာကြီးဆိုပြီးတော့တောင်းတာနည်းနည်းလေးမဟုတ်ဘူးဘတ်ပဲနဲ့တောင်းပဲနဲ့တောင်းဆိုပြီးတော့တောင်းတာ တော့အဲ့လိုမျိုးတွေလှုပ်လာတောက်လျှောက်အဲ့ဟာပဲလားဆိုတော့မဟုတ်တယ်ဘူးအများကြီးရှိတဲ့တူလေဒီအခန်းလာငါးရဲ့ចောင်းတူចောင်းသားတွေကိုအနိုင်ကျင့်တာတချို့နင်းလာတဲ့ចောင်းတူចောင်းသားတွေကလည်းရဲကိုတတိုက်နေကွာတီးမခတ်နိုင်လို့ရဲကိုတတိုက်နေတယ်ဒါပေမဲ့ရဲကလည်းဘာမှမလုပ်ပေးဘူးတိုက်နေဆိုတိုက်နေပြီးွားရင်နောက်ဆက်တွဲဘာမှမဖြစ်လာဘူးလို့ပြောအခုမှပါဖလို့ဒီကိစ္စကနာမည်ပြန်ကြီးလာလေဆိုတော့လွန်ခဲ့တဲ့တပတ်လောက်ကចောင်းသားတယောက်ကအဲ့တိုက်ကနေအခန်းပြောင်းတာအဲ့လိုပြောင်းတော့ဒီတိုက်ပိုင်ရှင်ကဒီပိုစစ်ကိုတင်းထားတယ် ်သူကနှင်းမပြည့်သေးတဲ့အတွက်တပိုးစစ်ကိုယူထားတာပေါ့နော်ယူထားတယ်အဲ့ဒါအပြင်ကိုနောက်ထပ်ဒီចောင်းသားစီကဘတ်တတောင်းခွဲပြထပ်တောင်းတယ်အဲ့တတောင်းခွဲဒီចောင်းသားကမပေးလို့သူပစ္စည်းတွေကိုတိန်းတာပစ္စည်းတွေကိုမပေးဘူးလို့အလား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 တကယ်တော့မလွယ်ဘူးနော်အဲ့ဖွာကြီးလေအခုကျွန်တော်ပြောပြတဲ့ကိုဒီဖွာကြီးအနိုင်ကျင့်တာတွေကအများကြီးရှိတယ်တော်တော်ဆိုးဆိုးဝါးကြီးတွေလို့အခုပြောတဲ့ဒီလွန်ခဲ့တဲ့တပတ်လောက်တုန်းကဖြစ်တဲ့ကိစ္စမှာចောင်းသားက ဒီဖြစ်ပြတမျှအားလုံးကိုဗီဒီယိုရိုက်ထားတာအဲ့ဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်တာအဲ့လိုတင်လိုက်တော့ဒီတိုက်ပိုင်ရှင်ရဲ့အနိုင်ကျင့်တာကိုခံခဲ့ရတဲ့လူတွေကလေအကုန်ထွက်လာခဲ့တာထွက်လာပြီးတော့လာပြောတာအာဟိုလူလဲခံခဲ့ရတယ်ဒီလူလဲခံခဲ့ရတယ်အဲ့ဒါကုလူတွေကဒီတိုက်ပိုင်ရှင်ကိုတဆဲနေကြ ਈ လို့ပြီးတော့လေဟိုရဲတွေကအခုတိုင်ချက်ဖွင့်တဲ့နေရာကိုကြောင်းမာပါတလုတ်ထားပေးရတယ် ဘလောက်တော့များလဲဆိုတာလေအခုကျော်ပြောရတာနဲသေးတူလို့ပဲဒီဒီဘွားကြီးဒီသူ့စီမှာဆိုးနေပြီနော်ဒါလည်းတူတယ်နိုင်ကျင့်တာဗောလေရေရဆက်ဆက်ကြီးနေနော်အပီကြတော့နောက်တစ်ခုက तू ကလေအခုခုဖြစ်စဉ်ဟိုဗောလေဒီလွန်ခဲ့တဲ့တပတ်လောက်တုန်းကဖြစ်သွားတဲ့ဖြစ်စဉ်ဟိုဟိုတင်တဲ့တည်င်းဌာနဗောတည်င်း page ဗောလေဟုံးကဆယ်ဟုံးကဆယ် page မှာတင်လာတာအဲ့ page ကိုဒီဘွားကြီးကဖုန်းဆက်ပြီးတော့သူ့ post ကိုဖြတ်ခိုင်းတာလို့မင်းတို့ဒီ post ကိုဖြတ် ဒီသူတိုက်အကြောင်းကိုပြောတာလို့ပေါ့လေအဲကြောင့်မဖြက်ခိုင်းတာမဖြက်မင်းတို့ငါတရားစွဲမယ်ဆိုရင်တချိန်ချောက်တာအဲ့နဲ့ဒီဟုံးကဆယ်ဘက်ကဖိနုံဂန်ချာရလဲတီးမခံအောင်လို့ okay မင်းတရားစွဲကျင်စွဲရငါတော့လုံမယ်အဆုံးထိလုံမယ်ဟောလေအခုအဲ့လိုမျိုးကြီးချလို့အခုကတော့ဒီဟုံးကဆယ်မှာလဲပြောသွားရေတို့အဆုံးထိဒီကိစ္စကိုပြီးအောင်လုံမယ်နောက်ထပ်ထပ်နှစ်နာရသူရှိလို့ရှိရင်လဲလာတိုင်လို့ရလာပြောလို့ရရပေါ့လေ ကျွန်တော်မြန်မာနိုင်ငံသားတွေအားចောင်းလာတက်တဲ့လူတွေလည်းဒီလမ်းစစ်ဘက်မှာចောင်းတက်တဲ့လူတွေပေါ့လေအတိုက်မှာနေဘူးကြီးအခုလို့ခံရတယ်ဆိုရင်တို့တိုင်လို့ရတယ်အခုတို့အကုန်လုံနေကြပြီအလလာတကယ်ဆူဆူအဲ့လိုတိုက်ပိုင်ရှင်တွေကဒီတိုက်တိုက်ပဲရှိရမှာဟုတ်ဘူးအများကြီးရှိရထိုင်းမှာဟုတ်ဘူးတိုက်ခန်းလာငားတဲ့လူတွေကိုအနိုင်ကျင့်နေတယ်လေတိုက်ကနေထွက်တော့မယ်ဆိုရင်ဟိုဟာ JDRJ ပတ်စံနေတောင်းတပုတ်စစ်လည်းပြန်မအမ်းတချို့တိုက်တွေဆို လွတ်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 โอเคအဲ့လေးလာပြောပါလန်းစီယူနီဗာစီတီနန်းကတိုက်ခန်းကစားတဲ့အဖွာကြီး तू လှုပ်တဲ့ပုံစံပြီးကြတော့ तू ပြန်ခံရမယ့်ဟာတွေကိုလာပြောပြလာဒီခုဒါတော့ခုနကွာရဲ့နောက်ဆက်တွဲတင်ပေါ့ဗျာဟိုဘုံကဆယ်ကနေပြီးတော့မှတင်လာတာပြောတာပေါ့လေတခြားကြည့်လို့ရတယ်အဲ့အရာတွေကိုပြန်လာပြောပြပေးရနည်းချင်းချုပ်ပြီးတော့ပြောပြပေးမယ် အခုလက်ရှိဒီဖွားကြီးကိုအဖွဲ့ဆောင်ကနေပြီးတော့စစ်ဆေးဖို့အတွက်လုပ်နေပြီးအေးအေးယူဖို့အတွက်တည်းလမ်းစစ်မှာမြန်မာចောင်းသားကြီးလည်းရှိနေနိုင်တယ်ဗျလုပ်နေပြီတချို့တဝက်တောင်အေးအေးယူပြီးွားရလို့ပြောတယ်ဟိုအမှုဖွင့်နိုင်ပြီပေါ့လေရဲကြီးပြောတာအခုလက်ရှိအစ်စ်ပြောင်းလာတဲ့နေမြေရဲစခန်းမှုကသူပြောတာကအရင်တော့ကဘာဖြစ်ခဲ့လဲသူမသိဘူးဒါပေမဲ့သူရောက်လာတဲ့ချိန်မှာဒီကိစ္စကိုသိရပြီဆိုတော့သူအဆုံးထိ ကင်တွေ့သွားမယ်လို့ပြောတယ်။ပြီးတော့ဒီလမ်းစစ်ပထုံဌာနီဘက်ကဝင်ကြီးလဲဒီကိစ္စကိုအနီးကစောင့်ကြည့်နေပြီးစရင်စစ်ရုံးနေရလဲဝင်တော့မယ်။ဘက်ပေါင်းစုံကနေကိုဒီဖွားကြီးကိုပြန်စစ်တော့တိုင်ပတ်တော့မယ်ပေါ့ဖွားကြီးကတော့ကျတော့ဒီဖွားကြီးကသူအခုလက်ရှိငားစားနေတဲ့တိုက်ကိုအစိုးရရှိမှသူခွင့်ပြုချက်ယူတော့ကရိုးရိုးလူနေဖို့အတွက်ပဲဆိုပြီးတော့သူခွင့်ပြုချက်ယူလာတာပြန်ငားစားဖို့အတွက်ဆိုပြီးတော့သူခွင့်ပြုချက်ယူလာတာမဟုတ်ဘူးအဲ့မှလည်းသူထိအောင်ပါ ပြီးတော့အခန်းခါတွေလက်ခံတဲ့အချိန်မှာလေ personal account အနေနဲ့ဟိုကျွန်တော်တို့ကိုယ်ပိုင် account အနေနဲ့လက်ခံတယ်ဟို company account အနေနဲ့လုပ်ငန်းတုံး account နဲ့လက်ခံတာမဟုတ်ဘူးရှင်းပြောတော့အခွင့်အရေးမဆောင်กว่าအခွင့်ရှောင်ခြင်းလို့အေးအဲ့ဒါလည်း ठी မှာအများကြီးပဲ ठी မှာဒီဖွားကြီးအခုကလွန်ခဲ့တဲ့10နှစ်ကျော်လောက်တုန်းကဒီဖွားကြီးကြောင့်နစ်နာခဲ့တဲ့လူတွေခံခဲ့ရတဲ့လူတွေကအစာထွက်လာပြီးတော့လာတိုင်နေကြပြီဒီဖွားကြီးကိုအမှုလာဖွင့်နေကြပြီ တလောက်ထိနစ်စဲချီကြသည်ဖွားကြီးခုတ်တွေးဆုပ်နိုင်ကျင်းခဲ့တာကိုဘာမှပြန်မလုပ်ကြအောင်လားဘာလို့အဲ့တိုက်မှာပြန်နေနေကြတာလဲရဲမတိုင်ကြအောင်လားအဲ့လိုမျိုးမေးရတဲ့လူတွေရှိရဒီနစ်နာတဲ့လူတွေကရဲမတိုင်တာမဟုတ်ဘူးတိုင်တယ်ကိုကရဲတတိုင်ရင် သူကလည်းတရားပြန်စွဲပြီးရင်ဒီရဲစခန်းကလည်းတော်ယုံဘာမှတိတ်မလုပ်ကြအောင်အမှုဖွင့်ပြီးရရင်ပြီးရရင်ဒီတိုင်ရက်နေဒီတိုက်ပိုင်ရှင်ဖွားကြီးရဲ့ယောက်ျားကအရင်တော့ကရဲအဟောင်းလို့ပြောတယ် တော့အခုကတော့ရဲကနေထွက်ထားရေလို့ပြောတယ်ပြီးတော့ကိုကသူ့ရှိမှာအခန်းကားမယ်ဆိုရင်အခန်းတကြီးရဲ့အခန်းတကြီးရဲ့အချိန်ကြာလို့ရှိရင်သူပြတဲ့အခန်းပုံစံကတော့ share ပဲโอเคကြိုက်တယ်ယူမယ်စာချုပ်ချုပ်ပြီးပတ်စံလဲပေးပြီးွားပြီးတကယ်လဲဝင်နေတော့မယ်ဆိုရဲ့အချိန်ကြာတော့သူပြတဲ့ပုံစံနဲ့တခြားစီအခန်းစုပ်တွေကိုပေးရင်ပြီးရင်ပြောရရဲ့ဒီတခါမှရှိတော့တယ်တခြားခန်းတွေမရှိတော့ဘူးမလွတ်တော့ဘူးအဲ့လို့ဆိုတော့ကိုကပတ်စံနေလဲအကုန်ပေးထားပြီးွားပြီးွားစာချုပ်လဲချုပ်ပြီးွားပြီးဆိုတော့ မတနိုင်တော့ဘူးလေအဲ့ဒါမှဝင်နေတာတော့အောက်တန်းကျတာပဲအမများများကျတော့ဒီတခြားနေရာကြီးလာပြီးတော့ဒီညမှာကြောင်းလာတက်တဲ့လူဗောလေဘန်ကောက်ဒီလမ်းစစ်ဘက်မှာကြောင်းလာတက်တဲ့လူတွေခံရတာများတယ်မတိဘူးွာဒီတိုက်ကဘလို့အကြောင်းနေရှိလဲဆိုတာတော့ဆဆချင်းဝင်သွားတဲ့အချိန်နေဆိုရင်တော့မလေးစကားကိုခြိုးလို့ဗောဈေးတွေလည်းရှေ့ရှော့ပြီးရနောက်အောက်ပိုင်းကျမှတွေ့ဖို့ရတွေ့ဖို့ရအဲ့လိုလိုတွေဒီဟာဈေးတွေဆိုပြီးတော့အများကြီးတောင်းတာပြီးကြတော့အဲ့တိုက်မှာပစ္စည်းတပိုးတဲ့လူတို့ပစ္စည်းတည်းယူတဲ့လူတို့ အဲ့လိုမျိုးလူတွေကသူကလေသူ့ချန်တကားပိတ်ပလိုက်တာငါအဲမှာပစ္စည်းတက်ယူရဲသူပစ္စည်းလာပို့ရဲသူပေါ့အဲအဲ့လိုမျိုးလူတွေဝင်လာပြီဆိုရင်လေသူကချန်တကားကိုပိတ်လိုက်တယ်ပိတ်ပြီးတော့ရဲတိုင်တယ်ရဲတိုင်ပြီးတော့ပိုင်နဲ့ကျူးလို့မူနဲ့တရားစွဲရအဲ့လိုမျိုးတွေလောက်တာဒီဖွားကြီးကစာချုပ်ချုပ်တဲ့အချိန်မှာလဲဟိုမမြမတတွေချုပ်တယ်ကွာသူ့ဘက်ပဲအလေးတာအောင်ဆိုပြီးတော့သူလှုပ်ထားသူ့ကြောင့်နှစ်နာခဲ့ရတဲ့သူတွေကလေအများကြီးပဲ တချို့ဆိုမျက်ရည်နဲ့မျက်ခွက်နဲ့စာချုပ်မပြည့်ခင်ကိုကမနေနိုင်လို့ထွက်တော့မယ်ဆိုရင်လည်းကိုယ်စပေါ်ငွေကိုသူတို့ကမပေးဘူးအဲ့လိုမပေးတဲ့အပြင်ကို နောက်ထပ်အခန်းခနော်အခန်းခကိုထပ်ပြီးတော့နလစာလောက်ကြိုတင်ပြီးတော့ကိုပြန်ထပ်တောင်းတာတချို့အခန်းပြောင်းတော့မယ်ဟိုပစ္စည်းဘာကြီးကားပေါ်တင်ပြီးကွာလည်းသူကပြန်တော့ဆွဲချရမင်းတို့ငါတောင်းတဲ့ပတ်စံပေးမပေးရင်မင်းတို့ပစ္စည်းငါပြန်မပေးဘူးအဲ့မပစ္စည်းဘာကြီးတိုင်းတာပြီးတကယ်ကြီးတော့ဒီလိုဖြစ်ရမျိုးတွေကြုံမှုကြလားမသိဘူး ဟိုအရေးကြီးရဲ့စာရွက်စာတမ်းတို့တော်ဆိုးတာပဲခွာကြီးอ่ะ iPad တို့အဲ့လိုမျိုးတွေတူတသိန်းသားတို့ထွက်တော့မလားရတယ်ထွက်ငါတောင်းတဲ့ပတ်ဆက်အခုအခန်းခါတလားစာကျူပြန်ထပ်တောင်းတယ်အဲ့လိုနလားစာကျူပြန်ထပ်တောင်းတယ်အဲ့ဟာတွေပေးလာမှမထွက်ရမယ်ပေးထားတဲ့စဘောလဲတူကြည့်ထားသေးရဲ့အဲ့ဟာအပြင်ကိုနောက်ထပ်လည်းပြန်ထပ်တောင်းသေးရဲ့နော်ထွက်တော့မဲ့ချေစဉ်းစားကြည့်ရင်ဒီဖွားကြီးလောက်တာလေအခုကတော့ဒီဖွားကြီးဇက်တိန်ကြီးနော်အခုဇက်တိန်သွားပြီးတဲ့ ကျောင်းမာဒီအင်္ဂါနေ့အင်္ဂါနေ့မနက်9:00နာရီလားမသိဘူးအဲ့ကနေစပြီးတော့တိုင်ချက်ဖွင့်နေတယ်လှုပ်ထားပေးလို့ပြောတယ်လွယ်ရောဒီဘွားလေးကျွန်တော်မြန်မာနိုင်ငံသားတွေကလည်းတချို့အချက်လက်လေးရှိသေးရဲ့ဆိုရင်တတိုင်ကြတတိုင်ကြနော်ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like ရ subscribe နှိပ်ထားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စကားချက်လေးတွေကိုလည်းအောက်ကောင်မှာရေးပေးသွားနိုင်ပါတယ်ခင်ဗျာ